မင်းလာပါအာဒီမှာပေါ့နော်မင်းတို့နဂါကညီကျွန်းလည်းပဲအောင်းနေတာလားပေါ့နော်အာမြေပေါ်မပြန်တက်ဘူးလားဘာလားပေါ့အာတချို့ကျတော့လဲအာနဂါကြီးကအိတ်နေတာအာမထားတော့ဘူးလားဘာလားညာလားပေါ့အာဒီလိုမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်တခြားသော TikTok ပိုင်ရှင်တွေမှာလည်းပို့တွေတင်ပြီးတော့အဲတက်နေတာလည်းအများကြီးရှိတယ်ပေါ့နော်ဒါ7လီလာ17လီလာ12လီလာကျွန်တော်မသိဘူး ပြောချင်တာကအဲ့တော့တကယ်တိုက်တဲ့အဖွဲ့တွေကိုပဲထောက်ပံ့နေတယ်တကယ်တိုက်တဲ့အဖွဲ့တွေကိုပဲထောက်ပံ့နေတယ်ထောက်ပံ့ကြမှာဆိုပြီးပြောနေတဲ့စနေဆက်တလီတွေကျွန်တော်မြင်တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့သူတို့စီမှာတိတ်ပြောတောင်းပြောပါဘူးမတိုက်ခိုက်ပါဘူးဘသူပဲဟောပြောတယ်ဆိုတော့အားလုံးလည်းသိရင်သိမှာဟုတ်လားကြည်မိတဲ့သူတွေပေါ့တိတော့တခွေမှာလိုမျိုးပြောဆိုနေရတယ်အများကြီးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေကယုံကြည်ထားပေးသားသူတွေဖြစ်တယ်နောက်တစ်ခုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးနကားအိတ်နေပြီလားလို့လူပြောများနေသည့်အတွက်ဘိုးနကားထောက်ဖို့မှပြန်လဲဖြည့်ရှင်းလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါအာဒီမှာပေါ့နော်မင်းတို့နဂါကညီကျွန်းလည်းပဲအောင်းနေတာလားပေါ့နော်အာမြေပေါ်မပြန်တက်ဘူးလားဘာလားပေါ့အာတချို့ကျော်တော့လဲအာနဂါကြီးကအိတ်နေတာအာမထားတော့ဘူးလားဘာလားညာလားပေါ့အာဒီလိုမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်တခြားသော TikTok ပိုင်ရှင်တွေမှာလည်းပို့တွေတင်ပြီးတော့အဲတက်နေတာလည်းအများကြီးရှိတယ်ပေါ့နော်ဒါ10လီလား17လီလား12လီလားကျွန်တော်မသိဘူး ပြောချင်တာကကျွန်တော်တို့ဒီဝဏ္ဏကားတို့ချိတ်ဆက်လာတာကျွန်တော်တို့2020နှစ်ခုနှစ်ကသာချိတ်ဆက်လာပေါ့အဲကျွန်တော်တို့ရဲ့မိုးရုံညီတော်ထောက်ပံ့ရေးအဖွဲ့ကတော့12ရက်10လပိုင်း2020ကနေကျွန်တော်တို့ဒီဖွဲ့စည်းခဲ့တယ်ယနေ့2025ခုနှစ်ဟုတ်လား12ရက်နေ့ဒီ10လပိုင်းမှာကျွန်တော်တို့တွေ၄နှစ်ပြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ထောက်ပံ့ရေးအဖွဲ့ကတော့ဒါပေမဲ့ကျွန်တော်တို့ဗမာမျိုးသားတော်လိုင်းတက်မတော်ဒီတက်ဖွဲ့စည်းတာကျွန်တော်တို့နှစ်နှစ်ပြည့်ခဲ့ပါပြီပေါ့နော်အဲ့ဒီတက်မွေးနေ့အတွက်လည်းကျွန်တော်တို့တွေ ထောက်ပံ့ပေးခဲ့ပြီးပြီပေါ့ဒါကကျွန်တော်28ရက်အဲ9လပိုင်းထဲမှာကျွန်တော်ထောက်ပံ့ခဲ့တာပေါ့58သိန်း6000 9000နဲ့600ကျပ်ပေါ့ဒီမှာလည်းကျွန်တော်မှတ်တမ်းလေးတွေတင်ပေးထားမှာမှာဒါဗီဒီယိုသုံးတယ်ဆိုတာဆိုတော့ကျွန်တော်တို့တွေကဒီလိုမျိုးဝေဖန်မှုတွေအများကြီးရှိတယ်ပေါ့ပြောချင်တာကတိုက်ပွဲတိုက်တဲ့အချိန်တွေမှာမမြင်ဘူးလားပေါ့မမြင်ကြတာလားတေချာတို့တင်းကိုမကြည့်ကြတာလားကျွန်တော်တို့ပြောချင်ပါတယ်ပြောချင်တာကျွန်တော်တို့ဘုန်းကောင်ကိုမကောင်းပြောလို့ကျွန်တော်တို့တွေမှာတခါရကြလို့ရှင် ခံစားရပါတယ်ခံစားရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒါခံစားချက်ပေါ့နော်ဒါပေမဲ့အဲ့ဒီခံစားချက်မှာကျွန်တော်တို့အပြတ်သွားတာမျိုးစိတ်ဆိုင်သွားတာမျိုးကျွန်တော်တို့မရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖွဲ့စည်းပုံမူဝါဒတွေဟုတ်လားလက်နက်ကိုင်မူဝါဒတွေတန်းတန်းအီယူတွေရဲ့ထောက်ခံမှုတွေအပြည့်ဝရထားတဲ့အဖွဲ့စည်းဆိုတာလဲညင်းလို့မရဘူးဆိုတာကျွန်တော်ညီကမမကြီးတိထားစေချင်ပါတယ်အဲ့တော့တကယ်တိုက်တဲ့အဖွဲ့တွေကိုပဲထောက်ပံ့နေတယ်တကယ်တိုက်တဲ့အဖွဲ့တွေကိုပဲထောက်ပံ့နေတယ်ထောက်ပံ့ကြမှာဆိုပြီးပြောနေတဲ့ဆယ်လီဆက်တလီတွေကျွန်တော်မြင်တွေ့ရပါတယ် ဒါပေမဲ့ကျွန်တော်တို့တို့စီမှာတိတ်ပြောပေါင်းပြောပါအောင်မတိုက်ခိုက်ပါဘူးဘသူပဲဟောပြောတယ်ဆိုတော့အားလုံးလည်းသိရင်သိမှာဟုတ်လားကြည်မိတဲ့သူတွေပေါ့တိတော့တခွေမှာလိုမျိုးပြောဆုံနေရတယ်အများကြီးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေကယုံကြည်ထားပြီးသားသူတွေဖြစ်တယ်နောက်တစ်ခု2025ခုနှစ်ထဲမှာချင်းပြည်နယ်ဖလန်းမင်းတပ်တို့ဒီဘက်မှာကျွန်တော်တို့သိမ်းခဲ့တဲ့မြို့သိမ်းစစ်စင်တွေမှာဆိုလို့ရှိရင်ဗမာမျိုးသားတော်လှန်ရေးတပ်မတော်ကဘယ်လောက်ထိကြည်လက်နဲ့ခရမ်းကျွန်တော်တို့တွေကူခဲ့ရတယ်လဲဝိုင်းခဲ့ရတယ်လဲဆိုတာအားလုံးသိစီခြင်းပါတယ် ။နောက်ပြီးတော့အောင်မြင်မှုကြီးကြီးမားရတယ်ဆိုရလဲအားလုံးရဲ့စုပေါင်းမှုတွေကြောင့်ရတာကိုလည်းကျွန်တော်တို့လုံးဝမငင်းဆိုပါဘူး။ဒီတစ်ဖွဲ့တည်းဒီနိုင်တစ်ဖွဲ့တည်းပွားပြီးဝိုင်းကူတိုက်တာလားဆိုတော့လည်းမဟုတ်ပါဘူး။အားလုံးပေါင်းစည်းပြီးတိုက်တာပါ။ဒါပေမဲ့လက်နဲ့ခရံပတ်မိုးတဲ့အခါမှာလည်းကျွန်တော်တို့ကြည်ကြီးကုန်ကြခဲ့တဲ့ဇေယိတ်တွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့စူဆောင်ရတာကြီးလည်းရှိတယ်ဗျ။ဒါကြောင့်ကျွန်တော်တို့တွေကတကယ်ကိုတွင်နေကြကြနဲ့လာစင်လာတိုင်းနှစ်နှစ်ချီပြီးကျွန်တော်တို့ဗမာမျိုးသားတော်လိုင်းတက်မလို့ကျွန်တော်တို့ယုံကြည်စွာကျွန်တော်တို့ ထောက်ပံ့ခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတိုက်ပွဲတွေပြီးသွားတဲ့အချိန်မှာလက်နဲ့ခရမ်းနေစားဖို့တားဖို့အဆပါနော်ကျွန်တော်တို့ရုံးကန်နေရတာရှိတယ်ဒါကျွန်တော်တို့တွေဆိုလို့ရှိရင်လေဒီဗမာမျိုးသားတော်လိုင်းတက်မတော်တွေကရဲဘော်တွေဆိုရင်လိုင်းပေါ်မှာတက်ပြီးတော့အလူခဏာမျိုးမြေပြင်မှာအလူခဏာမျိုးလုံးဝမရှိပါဘူးလုံးဝလည်းအလူခဏလို့မရပါဘူးသူတို့တွေမှာဟုတ်လားဒါပေမဲ့ကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့ဗမာမျိုးသားတော်လိုင်းတက်မတော်ကိုယုံကြည်စွာထောက်ပံ့နေတဲ့ကျွန်တော်တို့တွေကလက်စင်ထောက်ပံ့ပေးနေပါတယ် ဒါလည်းကျွန်တော်တို့ဒီကြွလုံးထုတ်ပြီးတော့နေလုံးကြည့်ပြီးပြောနေတာမဟုတ်ပါဘူးကျွန်တော်နိုင်တဲ့လောက်နဲ့တွားနေကြပါတယ်ဆိုတော့လည်းတိထားစီချင်ပါတယ်အဲ့တော့ကျွန်တော်တို့တိုက်ခတ်နေတဲ့သူတွေအပြစ်တင်နေတဲ့သူတွေအောင်မြင်လာတော့ဟေးနဲ့ကျွန်တော်တို့လိုက်မယ်ဆိုလို့ရှိရင်ကိုကိုတိုင်လည်းအလုပ်လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့တခြားနေရာဒေသတွေမှာကျွန်တော်တို့တိုင်တန်းညီကောင်မတော်မတွေရဲ့အောင်မြင်မှုတွေဟာကသူတို့တွေစ조사ခဲ့လို့နှစ်နှစ်ချီလနဲ့ချီအသက်ပေါင်းများစွာရင်းအိုးအိမ် စတဲ့ဖះเจ้าနေပျက်စီးခံပြီးတော့ရင်းနှီးခဲ့တဲ့အချိန်ကာလတွေကြောင့်ဒီနေ့ဒီချိန်မှာတို့တွေအောင်မြင်မှုရရတယ်ဆိုတာလည်းတည်ထားချင်နေပါတယ်အခုကျွန်တော်တို့တွေလုံနေတာဟာပမာမျိုးသားတော်လှန်ရေးအတွက်ဆိုတာကကျွန်တော်တို့ထူထောင်သားနှစ်နှစ်ပဲရှိပါသေးတယ်အဲနှစ်နှစ်ပြည့်လို့ကျွန်တော်တို့တမွေးနေ့တွေလုံနေတယ်လာမယ့်ခုနှစ်နှစ်မှာကျွန်တော်တို့ဒီဟာကိုလည်းဟုတ်လားတမွေးနေ့အတွက်ကျွန်တော်တို့ရ၄၀ယူထားတဲ့အချိန်မှလည်းကျွန်တော်တို့ခုနှစ်နှစ်ဆိုလို့ရှိရင်ပြိတ်ပါပြီပြောချင်တာကကျွန်တော်ညီကမမတွေတကယ်တိုက်ပွဲတိုက်နေပါတယ်ဆိုတာကိုလည်းတည်ထားစေချင်ပါတယ် ပြောချင်တာကကျွန်တော်တို့ဘုန်းနဂါဘာတွေလုပ်နေတယ်ဆိုတာကကျွန်တော်တို့တွေတကယ်ထောက်ပံ့ပေးနေတဲ့သူတွေအတိဆုံးမှာကုန်ကြမှုခက်ခဲမှုဟုတ်လားငွေကြေးဘလောက်ထိခက်ခဲရှိတယ်ဆိုတာကျွန်တော်တို့အတိဆုံးမှာအဲ့တော့ကျွန်တော်တို့ညီကောင်မမတွေအပြစ်ပဲတင်နေကြမှာလားကျွန်တော်ပြောချင်တာကတခြားအဖွဲ့တွေအောင်မြင်နေဆိုတာသူတို့တွေမှာအချိန်ကြီးကာလကြီးရက်တွေအများကြီးရင်းနှီးခဲ့ပြီးပြီကျွန်တော်တို့တွေက ီဒေါ်လာရင်းမှာ2021မှာစတဲ့အတွက်ကြောင့်မလို့ဒီချိန်မှာဘာမလို့ညာမလို့ဆိုတာထက်လုံထားခဲ့တဲ့အရာလေးတွေကိုကျွန်တော်တို့မြင်အောင်ကြည့်စီချင်ပါတယ်။အောင်မြင်မှုကြီးကြီးမားမားရရှိတာတွေကိုလည်းဘလို့ပေါင်းစည်းပြီးတော့တိုက်တယ်ဆိုတာကိုလည်းသိစီချင်ပါတယ်။အဲ့တော့ဒီချိန်မှာမတိုက်တာဟာဘာကြောက်လဲဘာအတွက်လဲဘာလို့စစ်သည်တွေမတင်လာလဲဆိုတာကျွန်တော်တို့တွေကပြောလို့မရပါဘူး။ကျွန်တော်တို့ပြည်သူတွေကအောင်မြင်လာတဲ့အချိန်မှာတော့လက်ခုပ်တီးတယ် ်မအောင်မြင်ခင်မှာတော့အဖြစ်တွေပြောကြတယ်ဒါကကျွန်တော်တို့ကြီးသူတွေရဲ့အချင်းတစ်ခုလို့ဖြစ်နေပါတယ်ပြောချင်တာကကျွန်တော်တို့ညီကောင်မမရဲ့အတူကြိုးစားကြည့်ရင်ပါတယ်မလုံနေတဲ့အခါမှာတော့အဖြစ်တင်ကြမှာတော့ဒါပဝန်းကြီးရဲ့စကားတွေပေါ့ဒါတွေကိုလည်းကျွန်တော်တို့နားလည်ပါတယ်ပြောချင်တာကကျွန်တော်တို့ဒီမှာခက်ခဲနေတဲ့အချိန်လေးတွေရှိ မြင်းချက်အချင်းဦးစီးအရာရှိရဲ့မိသားစုအပါအဝင်လူ၃ယောက်ကိုလက်နက်ကင်အဖွဲ့ဖမ်းဆီးမန္တလေးတိုင်းမြင်းချက်အကျိုးထောင်ကအချင်းဦးစီးအရာရှိရဲ့မိသားစုဝင်၂ယောက်နဲ့ရုံမောင်းအမျိုးသားတို့ကိုလက်နက်ကင်အဖွဲ့တစ်ခုကဖမ်းဆီးသွားပြီးနောက်အဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေကအချင်းဦးစီးအရာရှိရဲ့ဇနီးဖြစ်သူဒေါ်နီမီဝင်းနဲ့မြေးဖြစ်သူ အသက်၃နှစ်အရွယ်မရွန်းချယ်ရီဟိန်းရုံမောင်းမျိုးသားတို့ဖြစ်ပြီးစီးနင်းလာတဲ့ကားကိုပါယူဆောင်သွားတာဖြစ်ကြောင်းသိရပါတယ်။အရာရှိရဲ့အမျိုးသမီးကသူ့မိဘတွေရှိတဲ့ရွာဘက်ကိုသွားချိန်နဘူးအိုင်ရွာနားမှာဖမ်းခံလိုက်ရတာလို့သိရတဲ့ဖမ်းခံရပြီးကလေးကအဆက်အသွယ်မရသေးလို့တက်ဆိုင်ရာကရှာနေကြတယ်လို့လုံခြုံရေးအဖွဲ့နဲ့နှီးဆက်သူဒေသခံကပြောပါတယ်။ အောက်တိုဘာ9ရက်နေ့မနက်ပိုင်းမှာအချင်းဦးစီးအရာရှိရဲ့ဇနီးဖြစ်သူလိုက်ပါစီးနင်းလာတဲ့ကားဟာမြင်းချံမြို့သားတရာဦးမန္တလေးလမ်းအတိုင်းထွက်ခွာလာစုမြင်းချံမြို့နယ်အပိုင်းကနဘူးအိုင်ကြီးရွာအနီးမှာလက်နက်ကင်တပ်ဖွဲ့ကဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံလိုက်ရပြီးကတည်းကယနေ့3ရက်မြောက်တဲ့အထိအဆက်အသွယ်မရရှိသေးတယ်လို့ဖမ်းဆီးတဲ့လက်နက်ကင်တပ်ဖွဲ့ဘက်ကလည်းသတင်းထုတ်ပြန်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ၁ရက်နေ့ကလည်း၆မြို့နယ်လက်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးအမျိုးသမီးနဲ့ငယ်ရမ်းမျိုးပြအင်ဂျင်နီယာမျိုးသမီးတို့နှစ်ယောက်လည်းလက်နက်ကင်တပ်ဖွဲ့တစ်ခုရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးအဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။ဇူလိုင်လကလည်းမန္တလေးတိုင်းကြောက်ပန်းတောင်မြို့နယ်ကတစ်တုံးဝန်ထမ်း၃ယောက်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးပါ၅ယောက်ကိုလက်နက်ကင်အဖွဲ့တစ်ခုကဖမ်းဆီးမှုဖြစ်ပွားခဲ့ပါတယ်။ကြည့်ရပါတော့။ဒါတွေကိုတော့နားလည်ပေးကြပါလို့ကျွန်တော်အနေနဲ့မြစ်တရရခံပါတယ်။ဟုတ်လား။ဒါကကျွန်တော်တို့ဘုန်းနာကဘုန်းနာကဘုန်းနာကဆိုတဲ့ဟာကြီးကို ခဏခဏလိုင်းပေါ်မှာကျွန်တော်တို့အဖြစ်တွေပြောနေတဲ့အခါမှာမခံရနိုင်အောင်ကျွန်တော်တို့တွေဖြစ်မိပါတယ်။ဘာကြောင့်ဖြစ်မိလဲဆိုရင်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကျွန်တော်တို့သိတယ်။ဘာကြောင့်သိလဲ။ကျွန်တော်တို့တွေကတကယ်ကိုထောက်ပံ့နေတဲ့သူတွေဖြစ်တယ်။အနည်းကထောက်ပံ့နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘလောက်ဒီခက်ခဲလဲဆိုတာကျွန်တော်တို့အသိဆုံးပဲ။ဟုတ်လား။အဲ့တော့ကျွန်တော်တို့တွေကနိုင်ငံသားအနေနဲ့ပတ်စံရှာတယ်။မြေပြင်ကိုလည်းကျွန်တော်တို့တွေကြောက်အောင်ထောက်ပံ့နေ။နောက်ပြီးတော့ ဒေတာကန်နေနဲ့လဲကျွန်တော်တို့ဟုတ်လားဆန်စပါးစရအောင်ထောက်ပတ်လိုက်ကျွန်တော်တို့ဒီစပါးတွေစိုက်နေကြတယ်ကျွန်တော်တို့ကြွားနေမှာလဲကျွန်တော်တို့ရှောင်းအောင်ပို့မှာဟုတ်လားပမာမျိုးသားတော်လည်းတက်မတော့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအတက်ပေးဖို့အစဉ်နဲ့ပါပဲဒါပေမဲ့ကျွန်တော်တို့တွေပြန်လို့မရဘူးလာချိုမဲ့သူရှိလို့ရှိရင်တော့ပြန်ရင်နာပေါ့ဗျာတိုက်ပြကျင်နာပေါ့ကျွန်တော်လည်းလက်နဲ့ကိုင်းကျင်နာပေါ့ဟုတ်လား ျွန်တော်တို့ကိုကြိုးအတွက်လားမဟုတ်ပါဘူးကျွန်တော်ပြည်သူတွေအတွက်ပါပဲအဲ့တော့ကျွန်တော်ညီကောင်မတွေတကယ်တိုက်ပစ်ခဲ့တဲ့2025ခုနှစ်တိုင်းမှာတိုက်ပွဲတွေတိုက်ခဲ့တဲ့အရာလေးတွေကိုသေချာလေးတွေပြန်ကြည့်ပေးပါဒီချိန်မှာဘာသာရေးညာသတင်းမှမကြားတာလဲဒါအချင်းနေတရဲ့ကြောက်ပါဒီတော့ပဲကျွန်တော်တို့ပြောချင်ပါတယ်ဟုတ်လားကျွန်တော်တို့တိတာမြင်တာကိုအကောင်လုံးပြောလို့မကောင်းဟုတ်လားကျွန်တော်ညီကောင်မတွေခင်ဗျားတို့မြေပြင်မှာလဲညီကောင်မတွေအများကြီးအများကြီးရှိပါတယ် လုံးတဲ့အဖွဲ့တွေမှာထောက်ပံ့နေတာတိုက်ပွဲတင်ပြမှာဖော်ပြပေးမှာတိုက်ချင်တာစစ်ပွဲတွေတိုက်တယ်ဆိုတာကကျွန်တော်တို့စိတ်သိမ်းလုံးနေလည်းတိုက်လို့မရဘူးဗျကျွန်တော်တို့ကြည်တော်ကကျွန်တော်တို့အင်မတန်မှဈေးကြီးတယ်မလွယ်ကူလာပါဘူးအပြင်းနဲ့ကြည့်လို့ရှင်ဝေဘန္နာတော့ဟုတ်လားလွယ်ကူပေမဲ့တကယ်တကယ်အလုပ်လုပ်ရတဲ့အခါမှာအခက်ခဲမှုတွေအများကြီးများကြီးရှိတယ်ဆိုတော့နားလေစီခြင်းနဲ့အဲ့တော့ဂျောင်းကြီးကိုမမလေးအပြစ်တင်တာလေးတွေနည်းနည်းလျှော့ပြီးတော့အပြောလေးတွေ နည်းနည်းပြောပြီးအလုပ်လေးတွေနဲ့တက်တည်ပြစေခြင်းမတဲ့ကျွန်တော်တို့တွေလည်းအထူးစူးစမ်းနေပါတယ်ဝေဘာနာကိုကျွန်တော်တို့လက်ခံပါတယ်အရင်အပြစ်တင်တဲ့အခါမှာစူးစမ်းနေတဲ့သူတွေကိုကျွန်တော်တို့အာမပြတ်စေခြင်းဒါကြောင့်ကျွန်တော်တို့အငြင်းတိုက်ပါတိုက်ပါလို့ဘယ်ဖွဲ့စည်းမှကျွန်တော်မတိုက်တွန်းတိုက်တယ်ဆိုတာလွယ်လွယ်လေးတိုက်ရုံမရဘူးဗျဟုတ်လားလေးနေနေဘုံကျတဲ့အခါမှာကျွန်တော်တို့ရဲဘော်တွေကကွင်းနဲ့ရှောင်တက်တယ်တိုးလက်ထဲမှာတနက်တွေကင်ထားတယ် ပြန်ခုခံလို့ရတယ်ဒါပေမဲ့လက်နက်မရှိတော့ပြည်သူတွေမှာဘုံကျဲမှုတွေခံရတဲ့အခါမှာပြည်သူတွေအင်မတန်မှထိခိုက်နစ်နာရတယ်မနိုင်မနေနဲ့သွားပြီးတော့ကျွန်တော်တို့လည်းမထိတ်ချစီသွားလို့လို့လည်းမရဘူးပြည်အရင်ရင်အော်လို့လည်းမကောင်းတချို့နေရာတွေမှာဘာကြားလဲကျွန်တော်တိုင်းတိုင်းညီကောင်မတွေရဲ့ဒေသတွေမှာတိုက်ပွဲပြီးမှပဲသတင်းထုတ်ပြန်တာတွေရှိတယ်အဲ့တော့ကျွန်တော်ညီကောင်မတွေပြစ်တင်ဝေဖန်မှုလေးတွေနည်းနည်းလေးလျှော့ပြီးတော့အလုပ်လေးတွေ လောက်ကြဖို့ကျွန်တော်ပြောချင်ပါတယ်ကိုကိုတိုင်းလွတ်မြောက်ခြင်းကိုကိုတိုင်းယုံထားကြပါလို့လဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်တို့တွေလားစင်ထောက်ပတ်နေတာကျွန်တော်အတိတုံးပါအဲ့တော့ကျွန်တော်တို့မြေကြီးတိုင်းမှာပဲအိတ်နေတာလားအပေါ်ပဲမပြန်တတ်တာလားဆိုတော့ကျွန်တော်တို့အတိတုံးဒါတည်းကကျွန်တော်တို့ဟိုမခံရင်လုံးလဲဖြစ်တယ်ပေါ့တကယ်လဲကျွန်တော်တို့လက်တွေလုံနေရတဲ့အရာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေကအလူခံပြီးတော့သွားနေတာမဟုတ်ဘူးကျွန်တော်တို့လာစင်ချင်းနဲ့ကျွန်တော်တို့သွားနေတာပါဘု து ့ဟိုမှာလဲကျွန်တော်တို့မဲမဆွဲပါဘူးတော်လန်ရုပ်ကိုခင်ဗျားတို့လောက်တယ်ဆိုတာက အပြော်လုံနေတာမဟုတ်ဘူးကျွန်တော်တို့တွေလည်းဟုတ်လားခင်ဗျားတို့တွေသိစီခြင်းလေအဲ့တော့လုံတဲ့လူတွေရောအားပေးပါခင်ဗျားတို့နီးစရာတွေလည်းဝိုင်းဝန်းကြပါကုညင်ကြပါထောက်ပံ့ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းညင်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းအလူခံပြီးတော့ထောက်ပံ့နေရမှာမဟုတ်ကျွန်တော်တို့လာစင်ခြင်းနဲ့ကျွန်တော်စုခြင်းနဲ့အတူတွားနေပါတယ်ဒါပေမဲ့သူတို့ယုံကြည်တဲ့အချိန်မှာအပြင်ကနေပြီးတော့ဒီရင်ဒီပါနေပြီးတော့သူတို့တွေကျွန်တော်တို့ကိုရအောင်ချိတ်ဆက်ပြီးတော့ထောက်ပံ့ပေးနေပါတယ်ဒါကျွန်တော်တို့ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNI ရဲ့ အပေါ်မှာယုံကြည်မှုတွေပေါ့နော်ကိုနဂါးအပေါ်မှာယုံကြည်တဲ့အတွက်ကြောင့်အတူလက်တွဲပြီးတော့လောက်ကန်နေပဲဆိုအောင်တည်ထားစီခြင်းပါအားလုံးကို